င်္ဂလာပါဒေါက်တာကောင်းမြတ်ပါဆရာရဲမနက်ခေါင်းရှုံရင်ကောင်းလားညခေါင်းရှုံရင်ကောင်းလားပြောပြပေးပါတဲ့မေကွန်းကတော့ကြီးကြီးကျယ်မေကွန်းကြီးတော့မဟုတ်ဘူးပေါ့နော်မေးတာကကောင်းမလေးတဲ့အဲ့မော့ဟိုကောင်းမလေးတွေပဲမေးမှာပေါ့ကျွန်တော်တို့ကောင်းလေးတွေကြတော့သပင်ငုတ်စီလောက်ကိုမနက်ပဲရှော်ရှော်ညပဲရှော်ရှော်ဒါပြဿနာတစ်ခုဖြစ်မနေဘူးပေါ့နော်ကျွန်တော်တို့ဆိုလည်းအဆင်ပြေတဲ့အချိန်ခေါင်းရှော်လိုက်တာပြဿနာမရှိဘူးမိန်ကလေးကြတော့သပင်ရှည်တာတွေသပင်အုံထူတာတွေသပင်ကောက်တာတွေအမျိုးမျိုးရှိတော့ပြီးတော့ရှော်ပြီးွားရင်လည်းရေချောက်ဖို့ဆောင်းရတာမျိုးတွေဒါကြောင့်တို့မနက်ညစဉ်းစားကြတာပေါ့အဲ့တော့ကျွန်တော် အမနဲ့ကောင်းလျှော်ရင်ဘယ်လိုကောင်းကျိုးဆိုးကျိုးတွေရှိလဲညာဘက်လျှော်ရင်ရောဘယ်လိုမျိုးကောင်းကျိုးဆိုးကျိုးရှိနိုင်လဲဒါလေးကိုကျွန်တော်လည်းလက်လန်းမိသလောက်ပေါ့နော်ခုပြီးတော့စဉ်းစားကြည့်ပေးမယ်အထူးသဖြင့်ကတော့အိမ်မှာကောင်းလျှော်ရတာကိုအဲအာတန်တဲ့သူတွေအတွက်ပေါ့အဆိုင်မှာလျှော်တဲ့သူတွေအတွက်တော့ဒီလောက်ပြဿနာမရှိပါဘူးဒါကတော့ပဲချိန်လျှော်လျှော်ပေါ့အရင်ဆုံးဒီညာဘက်ကောင်းလျှော်တဲ့အခါမှာဘယ်လိုမျိုးကောင်းကျိုးဆိုးကျိုးလေးတွေရှိနိုင်လဲစဉ်းစားကြည့်အောင်ပေါ့နော်တနေ့ကုန်ဖုံနေအမုံနေအစီတွေနဲ့ဖြစ်လာတဲ့ခေါင်းကညာဘက်ကျမှလျှော်လိုက်တဲ့အခါမှာတော့အဓိကတော့စိတ်တန့်သွားတာပေါ့နော်နောက်တချို့ကကြတော့ ဒီအပူတွေ dryer မှုတ်ပြီးတော့ခေါင်း၆ခန်းရတာကိုမကြိုက်ဘူးတဘာဝအတိုင်းလေးပဲခေါင်းလျှော့ပြီး၆တာကို၆ခန်းခံရတာကြိုက်တယ်လေအဲ့လိုလူတွေအတွက်ကျတော့ညဘက်ပို့အချိန်ရတယ်ပို့ကောင်းတယ်ပေါ့နော်စူးကျိုးအနေနဲ့ဘာရှိနိုင်လဲဆိုတော့ဒီ dryer မပါဘဲနဲ့အပူမပါဘဲ၆ခန်းတယ်ဆိုတော့ဘလို့ပဲ၆ခန်းတယ်ပြောပြောနည်းနည်းများစူတိုင်းစားလေးကတော့ကြံ့နေပေါ့နော်အဲ့လိုစူးစူးလေးနဲ့အိတ်တဲ့အခါမှာသပင်ကျိုးတာကြည်ရလေးတွေဖြစ်လွယ်တယ်နောက် စုတိုင်းစားလေးရှိတဲ့အတွက်ကြောင့်ဒီမှုယောဂါလေးတွေအထူးသဖြင့်အခက်မသိရင်ဘောက်ထတာမျိုးလေးတွေဖြစ်တတ်တာပေါ့ပြီးတော့သမင်းစူစူလေးနဲ့အိတ်တဲ့ခါမှာမနဲ့မှာတော့သမင်းကဒီဖွာလန်ကျဲနေတာမျိုးလေးတွေပေါ့နော်ခေါင်းလျှော်ပြီးတော့အိတ်တဲ့သူတွေအဲကြုံရဘူးမှာပါဒါမျိုးလေးတွေရှိနိုင်တယ်ဒါကတော့ညာဘက်ခေါင်းလျှော်ခြင်းခေါင်းကျိုးစူစူဖြစ်နိုင်ခြင်းလေးတွေပေါ့နောက်တစ်ချက်ကတော့မနက်ပိုင်းခေါင်းလျှော်တာပေါ့အဲ့လိုမသွားမီခေါင်းလျှော်တာမျိုးအဲခေါင်းလျှော်ပြီးသွားတဲ့ဒရိုင်ယာလေးမုတ်လိုက်ရင်သမင်းလေးကဆင်းဆင်းလေးနဲ့မွမွလေးနဲ့ယုံကြည်မှုရှိတာပေါ့နော် ဒါလေးကောင်းတာတစ်ချက်ရှိမယ်။ဥကောင်းကဒီညဘက်မှာပို့ပြီးတော့အစီပြန်တက်တဲ့သူတွေဆိုရင်မနက်ပိုင်းခေါင်းလျှော်ချလိုက်ပို့ပြီးတော့အာနေသားထိုင်တာရှိရယ်အစီပြန်ဥယျာပြားတွေအတွက်ပို့ကောင်းတယ်။နောက်ညဘက်လျှော်တဲ့လိုမျိုးဒီပေါက်ထတာတွေမှုပေါက်ဖွာတာမျိုးတွေဒီလိုဖြစ်နိုင်ကြတာကတော့နေတာပေါ့။ဘာလဲဆိုတော့နေကင်းဘက်ဆိုတော့နေအောင်ကြည်လည်းရှိတယ်။ညဘက်လောက်လည်းဆိုထိုင်းစာမပြဘူး။အပူချိန်လေးရှိနေတော့သဖြင့်6တွေ့ပို့လွယ်ကူတာပေါ့။အကောင်းတဲ့အချက်ကတော့ အထူးသဖြင့်ကိုယ်မနက်ပိုင်းအလုပ်သွားဖို့ရှိရင် allergy ကောင်းလျှော်ရတယ်ဆိုရင်မကောင်းဘူးပေါ့နော်။စပင်စူစူကြီးနဲ့အလုပ်သွားဖို့အလုပ်လုပ်ဖို့ဆိုတာလည်းဟိုတက်တောင်တက်တာရှိမနေဘူးလေ။နောက် allergy နဲ့စပင်အမြန်ချောက်အောင်ဒီ hair dryer နဲ့အမြန်မှုတ်တဲ့အခါမှာလည်းအပူရမ်းများပြီးတော့ဆန်သားတွေပျက်စီးတာတွေဒါမျိုးတွေခက်မသိရင်နေ့စဉ်လျှော်နေမယ်ဆိုရင်ရှိနိုင်တာပေါ့။အောင်လျှော်ပြီးတော့ဒီနေ့ကောင်အလုပ်သွားအာလမ်းသွားဖုန်နေအမုံနေထိတော့ညဘက်ကျရင်စပင်းပြန်ပြီးတော့ညစ်ပတ်မှာပဲပေါ့နော်ဒါလေးရတော့ဒီမနက်ပိုင်းကောင်းလျှော်တဲ့သူတွေအတွက်ဖြစ်နိုင်ခြေလေးကိုကျွန်တော် စဉ်းစားကြည့်တာပါကျွန်တော်အကြံပေးရရင်တော့ဗောနော်သူတစ်ဖြင့်ဒီ6တဲ့ကောက်တဲ့သပင်ထူတဲ့သူတွေကညာဘက်လျှော်တာပိုကောင်းမယ်ထင်တယ်6တဲ့သူတွေကြတော့အဲဒီ head coat တွေပိုင်းနဲ့ဆန်သားအားဖြည့်လို့ရတယ် conditioner တွေ AC သုံးလို့ရတယ်ထူတဲ့သူတွေဒီသပင်ကောက်တဲ့သူတွေလည်းသပင်6ကိုအချိန်ပိုရတာဗောနော်ဥယျာပြအစီပြန်တဲ့သူတွေဒီသပင်ပါတဲ့သူတွေအတွက်ကတော့မနှစ်ပိုင်းပိုလျှော်တာကောင်းမယ်ထင်တယ်ဒီသပင်ပါတဲ့သူတွေခေါင်းလျှော်လိုက်ရင်သပင်လေးကစင်းစင်းလေးနဲ့အုံထူလာသလိုလေး ခံစားရလိမ့်မယ်လို့ထင်တယ်။နောက်အစီပြန်ဥယျာဉ်ပြားတဲ့အတွက်ဆိုရင်မနက်ချော်တော့ပုံပြီးလန်းလန်းဆန်းဆန်းဖြစ်တာပေါ့နော်။ဘလို့ပဲပြောပြောပါဒီပြောထားတဲ့အချက်လေးကိုလည်းစဉ်းစားပါပေါ့နော်။ဒါနဲ့အဓိကကတော့ကိုယ်ကြိုက်ကိုယ်ဆန်သားအခြေအနေကိုယ်စပင်းအတူရှိကိုယ်လိုအပ်ချက်ကိုယ်ရတဲ့အချိန်တွေပေါ်မူတည်ပြီးတော့ပဲဆုံးဖြတ်ရမှာဖြစ်တယ်ဆိုတာလေးကိုသိစေချင်ပါတယ်။